2025စိန်ခေါ်မှုဘာကြောင့်တော်လိုင်းရေးလောက်ခဲ့ကြတယ်ဆိုတာကိုမျက်ခြေပြက်လာကြလေသလားလို့စိုးရင်စရာတွေဖြစ်လာရပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုများအနေနဲ့ညံသူစစ်အုပ်စုနှစ်ပေါင်းများစွာဖြန့်ခဲ့တဲ့ဝါရမိုင်းထိုးစက်ကတကယ်မှန်ကန်ကြောင်းကိုရီ ကိုတိုင်ကတသက်မပြမိကြဖို့အထူးရေးကြည့်ပါတယ်အဲ့ဒီလိုဆက်လုပ်နေကြမယ်ဆိုရင်တော့ဒီကဘာမှာကိုတက်မိုင်မဲသူရှိမှတော့မဟုတ်တော့ဘူးလို့ဆိုကြမှာကြောင်းလို့ ဒေါက်တာတေဇာဆန်းကပြောလိုက်ပါတယ်။အကြောင်းကတော့လူမျိုးစုလက်နက်ကင်တွေချားမှာနိုင်ငံရေးအရဆွေးနွေးတာမျိုးမဟုတ်ပဲနေမြေကျူးတာလက်နက်နဲ့ဖြည့်ရှင်းတာလူမျိုးစုအတွင်းမှာပဲညှိမရပဲအစုအဖွဲ့ကွဲတွေထပ်ဖြစ်လာတာဒါတွေတွေ့မြင်လာရတာပါသူကစစ်တမမရှိရင်နိုင်ငံဟာတစစီ ဖြစ်ပြီး အချင်းချင်းတိုက်ခိုက်ကဒေသတွေမတည်ငြိမ်မှုကိုပါဖြစ်စေမယ်ဆိုတော့ စစ်ကောင်စီရဲ့ဝါရမိုင်းထိုးစက်ကိုမှန်ကန်အောင်တက်တည်မပြကြပါနဲ့လို့ဆိုတာပါ။စကစကအာနာသိမ့်လိုက်လို့ຫນွေဦးတော်လန်ရေးပေါ်ပေါက်လာတာဖြစ်ပါတယ်။နိုင်ငံရေးမှာစစ်တပ်ဘယ်တော့မှ မပါဝင်အောင်စစ်တပ်ရဲ့ဗိုလ်ချစိုးမိုးအနိုင်ကျင့်မှုကိုတံပြန်ခုခံရအောင်ရည်ရွယ်ပါတယ်။လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပါဝင်ဆရာနာတိမ့်ပြီးတာနဲ့ဆုံးရှုံးသွားရတဲ့အခြေခံရပိုင်ခွင့်တွေကိုခုခံကာကွယ်ဖို့ မြင့်တင်ကျင့်သုံးဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့လက်နက်ကင်တော်လန်ရေးဘက်အချမ်းကစစ်ကောင်စီကို ပိုထိခိုက်အောင်တက်လာနိုင်တဲ့အခါတော်လန်ရေးထက်စစ်ရေးဘက်ကိုဦးစားပေးကြရာကຫນွေဦးရဲ့ရည်မှန်းချက်တွေကို မတိကျိုးကျုံပြုတ်လာတဲ့အပိုင်းတွေရှိလာနေပါတယ်။ဖက်ဒရယ်ခေါင်းစဉ်အောက်ကနေနယ်မြေသိမ်းနယ်မြေလူနယ်မြေချက်စစ်စင်ရေးတွေလောက်တာဟာတော်လန်ရေးရဲ့ရည်ရွယ်ချက်မဟုတ်ပါဘူး။ ော်လာရေးမှာလူမြောက်နယ်မြေတွေပေါ်ထွက်လာတာဟာစစ်ကောင်စီရဲ့မတရားအနိုင်ကျင့်အုပ်ချုပ်ရေးနှီးစနစ်များကကင်းလွတ်တဲ့ပြည်သူကိုအကာအကွယ်ပေးပြီးအနိုင်ကျင့်ခံရခြင်းမှကင်းဝေးအောင်တတ်နိုင်တဲ့နယ်မြေတွေဖြစ်ပေါ်လာဖို့သာဖြစ်ပါတယ်။စစ်ကောင်စီကင်းစင်ယုံနဲ့တော်လာရေးမပြီးဆုံးပါဘူး။စစ်ကောင်စီကိုကင်းစင်အောင် တိုက်တဲ့နေရာမှာသူ့ရဲ့မကောင်းတဲ့အပြုအမူများအားလုံးကိုပါတိုက်ထုတ်ပြစ်ရမှာပါ။ တနည်းအားဖြင့်စစ်ကောင်စီရဲ့အနိုင်ကျင့်အကြမ်းဖက်တဲ့အပြုမှုတွေကိုတော်လှန်ရေးတပ်သားတွေကလိုက်လုံနေအောင်မယ်ဆိုရင်အဲ့ဒီအပြုမှုပြုမှုတဲ့တော်လှန်ရေးတပ်သားတွေကိုပါတိုက်ထုတ်ရမှာပါဒီနေရာမှာလူမျိုးတူချင်းမှုမတိုက်နိုင်ဘူးဆိုတဲ့အတွေးအမြင်မျိုးတွေလည်းစင်ကျင်ကြရပါလိမ့်မယ်တော်လှန်ရေးဟာလူမျိုးတစ်မျိုးမျိုးကိုဥတီပြီးတိုက်ခိုက်ဖို့မရည်ရွယ်ပါဘူးဘယ်လူမျိုးဖြစ်ဖြစ်အာဏာရှင်စံတဲ့အပြုမှုမျိုးရှိနေရင် အကြမ်းဖက်အနိုင်ကျင့်ရင်တိုက်ထုတ်ပစ်ဖို့သာရည်ရွယ်တာပါအဲ့လိုအပြုတ်မှုမျိုးရှိရင်ဘယ်လူမျိုးကိုမဆိုတူတူကွဲကွဲတိုက်ထုတ်ရမှသာတော်လန်ရေးလောက်တာဖြစ်မှာပါလူမျိုးတူယုံနဲ့ဘာမှလှုပ်လှုပ်ခွင့်လွတ်မယ်လို့တွေးရင်တော်လန်ရေးလောက်တာမဟုတ်ပဲလူမျိုးရေးစစ်စင်နွဲတာဖြစ်ပါလိမ့်မယ်လိုပဲလူမျိုးအခြေခံနယ်မြေတိမ့်ပိုက်လူယူကျွံ့ကြော်တယ်ဆိုတာတော်လိုင်းရေးနဲ့လာလာမမဆိုင်တဲ့အပြုမူပါပဲ ဖက်ဒရယ်ဒီမိုကရေစီဆိုတာနယ်နိမိတ်အပိုင်းခြားတစ်ခုကိုလူမျိုးအခြေခံပိုင်ဆိုးကျင့်သုံးရတဲ့စနစ်မျိုးမဟုတ်တာကိုတတိချက်ကြရပါမယ်။အာနာရှင်စံတဲ့အမှုအကျင့်အကြမ်းဖက်အနိုင်ကျင့်မှုတွေကိုမတွန်းလှန်ပဲကိုယ့်လူမျိုးတွေနေတဲ့နယ်မြေကိုကိုယ့်လူမျိုးကအုပ်ချုပ်ရင်လွတ်မြောက်တာပဲလို့ထင်နေရင်တော့နောက်ထပ်နောက်ထပ်ကိုယ့်လူမျိုးအာနာရှင်အစ်စ်အစ်စ်တွေထွက်ပေါ်လာဖို့ပဲရှိမှာပါ။ဒါကြောင့် စိတ်ရေးပတ်အာယုံအစိုက်လွန်ရာကတော်လန်ရေးဟာမူလပန်းနိုင်ကို မျက်ခြေပြတ်သွားတာမျိုးမဖြစ်ဖို့အားလုံးကအားထုတ်ရပါမယ်။ဒီလိုအကြောင်းကျိုးကို နားလည်ကြတဲ့သူတွေအနေနဲ့လည်းကိုယ့်လူမျိုးအချင်းချင်းမို့မပြောရဲမပြောရက်ပဲနေကြမယ်ဆိုရင်ကိုယ့်လူမျိုးကို ကိုမချစ်ရရောက်ရုံပဲရှိမှာပါ။တော်လန်ရေးရဲ့ရွေးချက်ဖြစ်တဲ့အခြေခံလူရပိုင်ခွင့်တွေကိုကာကွယ်မြင့်တင်ရလဲမရောက်နိုင်တော့ပါဘူး။ ာနာရှင်စံတဲ့အပြုမူဟာလူမျိုးလိုက်မျိုးရိုးလိုက်တဲ့ယောဂမျိုးမဟုတ်ပေမဲ့ငါနဲ့ငါလူမျိုးသားမှာဒီလိုမျိုးအဖြစ်မခံဘူးလို့စိတ်ပိုင်းဖြတ်ထားတာရှိရင်တစ်ချိန်မှာကို့အချင်းချင်းကအနိုင်ကျင့်အကြမ်းဖက်တာကိုအလုံးကခံစားကြရမှာပါတကယ်တော့တော်လန်ရေးအောင်မြင်ဖို့ဆိုတာစိတ်ရေးအသာစီးရနေုံနဲ့မဖြစ်နိုင်ပါဘူးနိုင်ငံရေးရအသာစီးရဖို့ရမှာတော်လန်ရေးအင်အားစုတွေဟာဘလောက်အမျှော်အမြင်နဲ့အရေးသွေးရှိကြတယ် စီလုံးပင်စွန်းဆောင်နိုင်တယ်ဆိုတာပေါ်မှာအများကြီးမူတည်နေပါတယ်။ခုတော့အန်ယူဂျီကနိုင်ငံတကာကိုရောအာဆီယံကိုပါစစ်ကောင်စီကိုမထောက်ခံဖို့နဲ့စစ်ကောင်စီလမ်းပြမြေပုံကို မလိုက်သွားကြဖို့ဒါထပ်တလဲလဲပြောနေရသေးပါ။ကိုဒေါ်လာရဲ့အစုအဖွဲ့တွေကြားမှာသဘောတူညီထားတဲ့လမ်းပြမြေပုံ အသေးစိတ်မှမရှိသေးတာကိုဒီတော့နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအတုံးမကြမှန်းရက်ဆက်ကြမ်းကြုံမှန်းလဲသဘောပေါက်ပါတယ်။ဒါပေမဲ့တော်လိုင်းရေးပတ်အချမ်းကိုပုံအောအားပေးရအောင်ကလည်းအန်အီဂျီအပြင်တော်လိုင်းရေးပိုင်ရှင် အစုအဖွဲ့တွေဟာဒါဇင်နဲ့ချီပြီးများနေလေတော့ရေတို့မှလည်းပြောရဆိုရမှာမတရားသားတွေကတပုံတစ်ခေါင်းမို့မနိုင်မနှဲဖြစ် ရေရှိမှလည်းသူတို့အချင်းချင်းကနှုတ်နဲ့တယ်မကလက်နက်နဲ့ပါရန်ဆောင်နေကြလေတော့ စစ်ကောင်စီရဲ့စိုက်ဝါဟာအမှန်ချို့ကိုအခြေခံထားရှာတာပဲလို့သဘောပေါက်လို့ပေါက်ကြပေါ့အဆုံးမှာတော့ကျင့်ဝတ်မကောင်းပေမဲ့အမိန်စည်းစင်းမှုအားကောင်းတဲ့စစ်ကောင်စီနဲ့ဆက်ဆံရတာဟာပိုလွယ်ကူပါတယ်လို့တွေးလာကြတာပါပဲနိုင်ငံတကာကိုတော်လှန်ရေးအောင်မြင်အောင် အားပေးကြဖို့ပြောကြတဲ့အခါစစ်ရေးအောင်မြင်အောင်ဝိုင်းကူကြပါလို့တောင်းဆိုမရနိုင်တာဟာလေလက်တွေ့ပါပဲ။ တကဘာလုံးသူ့နေရာနဲ့သူစည်ရေးပြင်ဆင်မှုတွေအားထက်နေကြရခြင်းဖြစ်လာနေပြီမို့ကို့အရေးကိုရောကို့ဘက်ကိုရောအားပေးလာဖို့လုပ်မယ်ဆိုရင်ကို့တော်လန်ရေးဟာဘာကိုရည်ရွယ်တယ်လို့ပြောပြနေုံနဲ့မရပဲအဲ့ဒီရည်ရွယ်ချက်အတွက်စည်ရေးအပြင်ဘာတွေဘလို့ပြင်ဆင်ဆောင်ရွက်နေကြအောင်နောက်တစ်ဆင့်မှာဘာတွေဘလို့ဆက်လုပ်သွားမှာဖြစ်ကြောင်းဘလို့ပဲအစုအဖွဲ့တွေများများ ဘလို့စုပ်ွက်မှုနဲ့ဘလို့သဘောတူညီမှုတွေကိုအခြေခံပြီးအနာဂတ်မှာဖြစ်လာနိုင်တဲ့စစ်ကောင်စီအလွန်အာဏာလေးဟာနယ်ကိုဘလို့အောက်ချုပ်ရေးအစီအမံဘလို့လက်နက်ဖြတ်သိမ်းရေးအစီအစဉ်ဘလို့နိုင်ငံရေးဆွေးနွေးမှုအခင်းကျင်းတွေနဲ့အတူတကွပူးပေါင်းတောင်းဝန်ယူသွားကြမယ်ဆိုတာကိုအခိုင်အမာပြောပြနိုင်လုပ်ပြနိုင်ဖို့ကအရေးကြီးလာပါတယ်။လေးနှစ်တာဖြတ်သန်းမှုရဲ့အားနည်းချက်အားတာချက်တွေကိုပြန်လည်သုံးသပ်ကြပြီး ော်လန်ရေးပွဲသိမ်းလှဖို့မြန်ဖို့အတွက်မူလတော်လန်ရေးရည်ရွယ်ချက်များကိုမျက်ခြေမပြတ်ကြပါစို့